ဆိုတော့ကိုယ်တိုင်ကျွန်တော်တို့ဒီဘရူနိုဖာနန်ဒက်တရင်လဲကျွန်တော်တွေးလိုက်တွေးလိုက်တယ်မို့နော်အာဆိုတော့သူဆက်နေမယ်ဆိုတော့ဟာလဲတွေးလိုက်တဲ့ခါတော့ဘလို့မြင်လဲဗျအာတဟာတော့ကိုရေအမှန်တမ်းပြောရင်ကျွန်တော် try မှာမရှိရကသမားနေကျင်နေဆိုရင်လဲဒါသူ့ရဲ့စာချုပ်သက်တမ်းအရာလဲရှိနေသေးရဲ့ကသမားနေကျင်တာကြီးကိုအတင်းရောင်းရင်ကျတော့လဲအတင်းဘက်ကဗျာအခုဟိုအားလို့ဖြစ်သွားမှာဗျာတည်လားဒီဒီဒဟေးရလို့ဖြစ်သွားမှာဗျာဒေးဗစ်ဒီခီယာလို့ပုံစံမျိုးဖြစ်သွားမှာဆိုတော့ဒါရုပ်ပြတ်မှာပြီးတော့ဘရူနိုက လက်ရှိအချိန်မှာအသင်းရဲ့ဒါအိုင်ကွန်လို့လည်းပြောလို့ရဟန်ပြဒီလက်ရှိဒီဒီနောက်ဆုံးပြီးခဲ့တဲ့ဒါဆယ်သုနှစ်တခုအတွင်းမှာဆိုရင်တော့ဘလူးနိုအိုင်ကွန်လို့ပြောလို့ရဆိုတော့ချိုက်တော့မရှိဘူးဆိုတော့ကစားသမားကနေချင်တယ်ဆိုရင်တော့ဆက်ပြီးတော့ထားရမှာပဲနော်ဟိုကိုရီးယားဟိုယူနိုက်တက်ကတော့အမှန်တိုင်းပြောရင်ကွာဟုတ်ကဲ့ရကစားသမားရဲ့ decision ကိုဆုံးဖြတ်ခိုင်းပြီဆိုတော့သူတို့ဘာလဲဆိုတော့ကိုရီးကြည့်လို့ရတယ်ကွာပြောချင်တာကကစားသမားကိုသူတို့ဆုံးဖြတ်ခိုင်းပြီဆိုတော့ဒါသူတို့သူတို့ကဒီငွေပေါ်မှာမတ်နေရဆိုတော့ generally ကကျွန်တော်မြင်လို့ရတယ်ပြောချင်တာသူတို့ကတကယ်ကိုမရောရင် တော့တော့မရောက်ချင်ဘူးဆိုတန်းတရာပြပြီးတန်းတရာပြပြီးဒါသူတို့ review လုပ်မှာဗျာအဲ့ဒါနေဆိုတော့အသင်းဘက်ကနေနောက်ဆုံးထွက်လာတာကဒါ Bruno ရဲ့ decision ပေါ်မှာမူတည်တယ်ဆိုတဲ့ကွာသူတို့ဒီအဟီလာရဲ့ကံလန်ချက်ကိုသူတို့ကြိုက်လို့မို့ဗျာကြိုက်လို့ဗောဒါလက်ခံပေးလို့ရအောင်တဲ့အနေထားတစ်ခုလည်းရှိလို့မို့ကဒါမှမဟုတ်ပဲ decision making လုပ်ခိုင်းလိုက်တာပြောချင်တာတွန်းတန်ယုံကဒါမှမဟုတ်ဆိုရင်တော့သူတို့မရအောင်ရောင်းနိုင်မယ်ဗျာသူတို့ Bruno ဖြစ်နေတဲ့အတွက်အဲ့လိုရောင်းလိုက် ီဝေဖန်တန်းတွေဘာတွေကလာမှာဗျမီဒီယာပရက်ရှာတွေဘာတွေတက်မှာ United ဆိုရင်အဲဟုတ်တယ်ဟုတ်တယ်ဘာမှသတိထားနေရဗျာတစိမ့်ဆိုရင်တအိတ်လုတ်ပြီးတော့ဟိုတင်တဲ့ပြည်တွေဟိုတင်တင်တဲ့မီဒီယာတွေပြီးတဲ့ပရက်ရှာတွေဒီဝေါ်ဝိုက်ကလည်းအဲ့လိုမျိုးရှိရဆိုတော့ဒါဆက်နေခြင်းတယ်ဆိုတော့ကျတော့လေကောင်းပါတယ်ဒါပေမဲ့တခုဝေါ်ရင်ဖြစ်တာဗျာအခုအန်ဘူမိုရှိရဗျာရောက်လာရင်ရောက်လာရင်အန်ဘူမိုရှိရကွန်ညာရှိရမေဆွန်မောင်းရှိရဆိုတော့ဘရူနိုကဒီပားမှာဆင်းဆော့ရင်တော့ဘရူနိုကလာမယ့်နှစ်မှာနာမည်ပြတ်လိမ့်မယ်ပေါ့အဲ့ဟာပြောရဲကိုပြောရဲဆိုတော့ ဘရူနိုရဲ့ type ကအဲ့လိုမျိုး risky passer မို့လို့ကွာသူက risk ယူပြီးတော့ပဲ pass လုပ်တဲ့သူကဒီဒါပဲပိုင်ဖို့မှာဘယ်လိုမှအဆင်မပြေနိုင်ဘူးလို့ကိုထင်တယ်ပြောချင်တာဘရူနိုရဲ့ manager ကဒီ press consistent အဲ့လောက်မကောင်းဘူးကွာသိလား press resistant အဲ့လောက်မကောင်းဘူးသူ့ကို press လုပ်လာပြီဆိုရင် तू အဲ့လောက်တည်ငြိမ်နေတဲ့အထဲမှာမပါဘူးဆိုတော့ဒါပဲပိုင်ဖို့မှာစကားတဲ့အဲ့လိုလုပ်နေမယ်နောက်တစ်ခုက तू တက်တဲ့ discipline ရာဆိုရင် तू တရားထဲက wiring ကိုတင်ပြီးတော့တင်မလား သူတယောက်တည်းက wiring ကိုတင်းပြီးတော့ light ပြီးတော့ predator မျိုးရှိတယ်အဲ့ဒါကအရှိန်ပိုင်းကနေပြီးတော့ predator ပြဿနာမရှိပြီမဲ့ queen နေရနေပြီးတော့ predator အဲ့လိုမျိုးဒီ position နဲ့ discipline မရှိဘဲနဲ့ predator ဟို predator ဆိုရင်ကိုယ်တည်းသိလားအဲ့ queen နေမှာဟာခွက်ကြီးကြီးနေမယ်သူနဲ့တွေးတဲ့သူကဘယ်သူပဲဖြစ်ဖြစ်အောက်ကိုယူဖို့ခက်တယ်အရှင်းဆုံးပြဒီ wiring ကောင်းတဲ့ manual ဦးကားတွေရောက်လာတဲ့တိုင်အောင် manual ဦးကားတွေပဲဖြစ်ဖြစ်ကျွန်တော်ဒီအစ်စ်ခေါ်လိုက်တဲ့ထောက်တော့ဒီမှာဟိုပါဗျာအက်ဒက်ဆင်တို့ဘယ်လိုဒါရောက်ခဲ့ပြီစီအောင်ဗျာရောက်လာရင်တောင်မှအဲ့ပိုဇီရှင်မှာဖြည့်ဖို့ရခက်တယ်ဆိုတော့ ီဘရူနိုကဒီဘက်ဆုံးမှာမဖြစ်တာတော့သိကြတယ်တကယ်တမ်းကျဘရူနိုတော့နိမ့်နှုံးတက်မှာဗျာဒီ free number dan row ကပို့ပြီးတော့သူတို့ကခြေစမ်းပြတဲ့ကစားသမားတွေဒီကောင်ရောစပေါ်မက်တုံးကြီးရောအတူတူပဲဒီ nero number dan မှာကိုယ်စုံလိုက်ကိုဆော့ရတယ်ဆိုရင်တော့မှခြေစမ်းပြောက်တဲ့ကစားသမားသူက free run အနေနဲ့ဆော့ရတဲ့အခါမှာပို့ပြီးတော့ခြေစမ်းတက်တဲ့ကစားသမားဒီကစားသမားကိုဒါပေမဲ့ပိုင်ဖို့မှာ adaptation လုပ်မယ်ဆိုရင်ကျွန်တော်ပြောမယ်အဲ့ အာမိုရင်းကပဲဆဲခံရမလားဘလူးနိုကပဲဆဲခံရမလားတော့မသိဘူးဘလူးနိုကလည်းလောဖြစ်တဲ့အရေးအတွက်ဗျာဘောလုံးပွဲတပွဲမှာဘောလုံးလောဖြစ်တဲ့အရေးအတွက်ကစတက်ကဒါအများကြီးနေကမနေ့ကစတက်ကကောင်းတဲ့စတက်နဲ့ဖုံးဖုံးလာဗျာသိလားဟိုပြောချင်တာက तू ဒီ pass လုပ်တယ်ဗျာ risky bet လုပ်လိုက်တယ်မှာ तू pass လုပ်တဲ့6ချိန်မှာဆိုရင်2ချိန်လောက်က danger ထွက်သွားရဲဆိုရင်လူရဲ့အဲ့2ချိန်ပဲဟိုအဓိက highlight လုပ်တာဘလူးနိုရဲ့ passing ကကောင်းတယ်ပေါ့၄ချိန်လောက်ပြတ်တာကဒါမမြင်တော့ဘူးဒါပေမဲ့အေးအတင်းရအချင်းဒီမကောင်းမဲနဲ့အဲ့ဒါပဲပိုင်ကောကနေပြီးတော့ ဟိုအဲ့လိုမျိုးဖြစ်တယ်ဆိုရင်တော့အဲ့အနေထားတော့ဖြစ်နေဦးမှာပဲဟိုပြောချင်တာအခုစပါးနဲ့ဖိုင်နယ်ပွဲရလို့ moment နှလုံးသုံးလုံးကအဲ့ moment တွေကပွဲတိုင်းမှာတွေ့ရလိမ့်မယ်အဲဆိုတော့အဲ့ဘောလုံးကိုဒီ speed recovery လောက်ရတာတို့ ball recovery လောက်ရတာတို့ position နဲ့အဲ့ position ဟိုဒီ defensive structure ကိုပြန်ပြီးတော့ချရတဲ့ပုံစံတွေကတော့တကယ်ကိုခတ်သွားလိမ့်မယ်ဆိုတော့အဲ့နေရာကြီးကတော့ ball confuse ဆိုတော့မသိဘူးဒါပေမဲ့ဒါကတော့မကောင်းဘူးလို့ကိုထင်တယ်ဆိုတော့အတင်းဘက်ကတော့ပြောတော့ပြောတယ်ဗျကိုထေရအတည့်မလားအတင်းဘက်ကတော့ အေဘရူနိုထွက်ကွာငါတို့ကတော့အမ်ဘူမိုခေါ်တော့မယ်လို့တော့ပြောလို့မကောင်းဘူးဗျာဟုတ်တယ်မလားဒါဘုံမင်းနေနေပြောလို့မကောင်းဘူးဆိုတော့ဒါသူတို့ကအမ်ဘူမိုခေါ်ချင်တာယနေ့ကလည်းရှိရယ်အမ်ဘူမိုကဘရူနိုထွက်တာမထွက်တာနဲ့မဆိုင်ဘူးဆိုပေမဲ့လည်းတကယ်သူတို့အဲ့နေရာကိုသူတို့အင်တန်လုပ်တာကွာအဲ့နေရာတော့လည်းရည်ရထားရှိတယ်ဆိုတော့ဘရူနိုဒီပါကနေပြီးတော့ဒါပဲပိုင်ဖို့အနေနဲ့ဆိုရင်တော့သိကြရယ်လာမယ့်နေ့ဘရူနိုရောအမ်ဘူမိုရောဆဲခံရနိုင်မယ်အဲ့ကြရင်ဆီကတက်ပြီးတော့လာအောင်မသိလား အဲရောင်းလိုက်ပါဆိုတတိယရာတော့မရောင်းဘူးဘလို့ပဲချမ်းသာနေတယ်အဲ့လိုအိုင်းကလည်းပြန်လာအောင်ပါအဲ့လိုမျိုးခံတစုကလည်းပြန်လာအောင်ပါတိကအဲနောက်နောက်ရတီတော့ကအမိုရင်တော့မလွယ်ကြောမလွယ်ကြောပြန်ဖြေဦးမှာပေါ့အမိုရင်တော့အနည်းဆုံးတော့ဆဲခံရတော့ပေါ့ဘလူးနိုသုံးသုံးပြန်ရင်လည်းသူသူစတရက်ချာမှာကောင်းကောင်းအဆင်ပြေပါမလားဆိုတာတကြောင်းမြတ်ဘလူးနိုမသုံးပြန်ရင်လည်းရှင်းနေတဲ့အတန်းနဲ့ဒီမောက်မသုံးမှုဆိုပြီးတော့ပြောမှာတကြောင်းမြတ် သူ့နေနဲ့ဟိုတခုခုရဲရဲဆုံးဖြတ်ပြီးတော့လုံးနိုင်မှသာလင်ဒါဟိုတတ်တရာရမှာဒီတိုင်းသာဆိုရင်တော့ဒါအမိုရင်လည်းဟိုကြာကြာခံမယ်မထင်ဘူးလို့မျိုးရဲဆိုသူအိုင်နေရနေပြီးတော့ဒီဘားရောကနေအဆင်မပြေတော့အမိုဒီအမိုရင်ကတော့ तू ကတော့ဒီ structure ထိခိုက်မယ်ဆိုရင် तू ကတော့ခောက်မယ်ထဲမှာပါတယ်ကျွန်တော်ပြောချင်တာဒီကောင်ကဟိုခောက်လိုက်တာပဲဖြစ်ဖြစ်ဟိုအဲ့လိုခောက်လိုက်ရပြီဆိုရိယာကိုရိယာအများကြီးနစ်နာတယ်လို့ပြောလို့ရတယ်ဘာကိုလည်းသိလားအများကြီးပြောင်းလဲလို့ ဘလူးနိုမကြိုက်လို့ရောင်းစီချင်တာမဟုတ်ဘူးကွာဒါပေမဲ့ဟိုဖြစ်တဲ့ပုံစံကိုပဲတောက်လျှောက်ပြောပြအခုပြောချင်တဲ့ပုံစံဒီဆိုရှယ်လက်ထက်ကဆိုရှယ်ဒိုလေးကိုမလိုချင်ဘူးအတင်းကဒါပိသက်တွေကိုနှစ်သိမ့်တဲ့နေနဲ့ဒိုလေးခေါ်လိုက်တဲ့အချိန်မှာဆိုရှယ်လဲသူသူလဲဟိုသူလှုပ်ချင်တဲ့ကစားကွက်သူပုံပေါ်ချင်တဲ့ကစားကွက်ပုံမဖော်ပါပဲနောက်ဆုံးထွက်သွားတယ်ဒီဖြစ်သွားတယ်ဆိုတော့အဲ့အနေအထားမျိုးအတင်းပြန်ရောက်မှာတော့ကိုတကယ် worrying ဖြစ်တယ်ဆိုတော့ဘလူးနိုဖာနန်တက်ကိုဟိုချန်ပီယံလိဗျာဥရောပဝင်ခွင့်တခုခုရှိရဲဆိုရင်ပွဲများတဲ့အတွက် ဒါ rotation အနေနဲ့သုံးလို့ရဆိုတာလက်ခံရတယ်အခုကကိုကတပတ်ကိုတပွဲပဲကြံပါဆိုတော့တရားဘက်ကအဲ့ဒါ UN နေရာမျိုးတော့မဟုတ်ဘူးဆိုတော့ဒါကတော့ဒါ Bruno ကတော့ဆက်နေတော့မယ်ဆိုတော့ तू ကတော့ဒါ European ကိုပဲသွားခြင်းတည်းဥရောပမှာပဲဆက်ကန်ခြင်းသေးရဆိုတော့ဒါမဲ့ဗျာတခြားသင်းနေရာလာကန်းလင်းတော့ तू ထွက်ကောင်းထွက်နိုင်တယ်ပဲတခြားသင်းနေရာလည်းဒီ amount ကတော့ပေးနိုင်မယ်လို့တော့ကိုကတော့မမြင်ပေးခြင်းတဲ့သင်းလည်းရှိမှာမဟုတ်ဒါ sorry လေးမို့လို့ပေးတာဒီအသက်31ဆိုတော့ तू ဒီ October ော်တိုဘားဆိုရင်ဒါ31တိပြည့်ပြီဆိုတော့အဲ့လိုမျိုးကစားသမားကိုအဲ့လောက်ကြီးတိဒါရင်းနှီးမြုပ်နိုင်မယ်လို့တော့ကိုကတော့မမြင်ဘူးဆိုတော့အဲ့ဘာပဲနေနေပေါ့ဒီဟာရဲ့ဟာကိုတော့အာမိုရင်းကုလိုင်ရလဲအကောင်းဆုံးဟန်တယ်လုပ်ကိုရလို့တယ်ဘယ်နေရာမှာ adaptation လုပ်မလဲဘယ်နေရာကိုထားမလဲဆိုတာမျိုးပို့ပြီးတော့ဟို give ဆက်ရမယ်ဗျာဆိုတော့ဒီတေချာရဲ့ခု copy menu ကတော့တေချာရဲ့ဒါပဲပိုင်ဖို့မှာပဲသူမရရအောင် adaptation လုပ်လိုက်မယ် adaptation လုပ်လို့အစီအပြင်းတော့ copy menu ထွက်လိုက်မယ်ဆိုတော့ bruno ကတော့ဘယ်နေရာလုပ်မလဲပုံမှန်မူတည်ပြီးတော့ ဒီဟာကအဲ့ချိန်ကျမှပဲတစ်ချက်ပြန်ပြောလို့ပဲရတော့မှာ